ပြည်ရဲ့မဟာတတိုင်းကြီးလူသက်တမ်းတစ်လျှောက်မှာ အကြီးမားဆုံးနဲ့အခိုင်ခန့်ဆုံးမကြုံးမှုဆိုတဲ့အတိတ်ပဲရဲ့ပြရုပ်နောက်ပြီးတော့လူတွေဖန်တီးတည်ဆောက်ထားတဲ့အကြီးမားဆုံးတွေရဲ့ကတခုလို့ပြောလို့ရတဲ့အရာကိုပြပါဆိုရင်အခုကြည့်နေတဲ့လူတွေအနေနဲ့ဘာကိုတွေးမိကြလဲအဲ့ဒါကတော့တရုတ်ပြည်နဲ့သူတို့လူမျိုးတွေရဲ့ဂုဏ်ကိုဖော်ကျူးပေးထားတဲ့မဟာတတိုင်းကြီးပါဆိုတော့အခုတခါဗီဒီယိုထဲမှာတရုတ်ပြည်ရဲ့အလှတရားဖြစ်တဲ့မဟာတတိုင်းကြီးဖြစ်ပေါ်လာပုံအစဉ်စဉ် ။ဒဏ္ဍာရီတွေထဲမှာတင်းကြိုင်းလို့တင်စားကြတဲ့မဟာတတိုင်းကြီးရဲ့စိတ်ဝင်စားပွဲရာတွေနဲ့တရုတ်မင်းအဆက်ဆက်ရဲ့မဟာတတိုင်းကြီးကိုတိစောက်ခဲ့ပုံတွေအပြင်တခြားမဟာတတိုင်းကြီးရဲ့စိတ်ဝင်စားပွဲရာအကြောင်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ The Great Wall of China ဆိုတာကိုအခုအချိန်မှာရုတ်တရက်တွေးကြည့်လိုက်ရင်တော့တောင်တန်းတွေရဲ့အပေါ်မှာစောက်ထားတဲ့အရန်ကိုရှေးလျားပြီးခိုင်ခန့်တဲ့နယ်ရန်ရှည်ကြီးတစ်ခုကိုမျက်လုံးနဲ့မြင်သွားကြလောက်မယ်ထင်တယ်။အမှန်တော့အဲ့ဒါထက်ကိုပုံနဲ့နေပြီး အထိပ္ပယ်ရှိတဲ့အကြောင်းတွေကိုဒီမဟာတတိုင်းကြီးကလက်ကင်ထားတယ်ဆိုတာကိုတော့သိရလူတော်တော်ရှားပါတယ်။မသိပေမဲ့လည်းအမှတ်တမနဲ့သူလိုကိုလိုပဲနေပြကြတဲ့သူတွေလည်းများပါတယ်။ဆိုတော့ဒီအကြောင်းကိုပြောဖို့အတွက်ကျမတို့လွန်ခဲ့တဲ့600 BCE ပတ်ဝန်းကျင်လောက်ကိုပြန်သွားလိုက်ရအောင်။လွန်ခဲ့တဲ့600 BCE လောက်ကတရုတ်လူမျိုးတွေကအခုလိုမျိုးတစူးတစည်းနဲ့မဖြစ်သေးတဲ့ပြည်နယ်အသီးသီးနဲ့တပိုင်းတစဖြစ်နေခဲ့တာပါ။အဲ့ဒီအချိန်မှာချူပီနယ်ကချီပီနယ်ရဲ့ကျွဲဝချမ်းသာပြီး ကောက်တင့်ရန်ကနေကာကွယ်ဖို့အတွက်ဒီတတိုင်းကြီးကိုစတင်တိစောက်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုခင်လိုမျိုးတတိုင်းကြီးတစ်ခုလုံးကိုတိစောက်မယ်ဆိုတဲ့အကြံတော့မရှိခဲ့ကြသေးပါဘူး။စောက်ကစားမှသူတို့ပြည်နယ်ရဲ့မျော်စင်တစ်ခုနဲ့တစ်ခုကိုချိတ်ဆောက်ခဲ့တာဖြစ်ပြီးတော့ကိုပြည်နယ်ကိုသူများရဲ့ရန်ကကာကွယ်ဖို့ဆိုတဲ့အကြံနဲ့ပါ။ Self Defense ပေါ့။ချူပြည်နယ်နဲ့ကြည်ပြည်နယ်ဆိုပြီးကြားလိုက်ရတော့နားရဲမရင်းနေတယ်လို့ဖြစ်သွားကြပြီထင်တယ်။ဒီလိုပါ။ အဲ့ဒီအချိန်တုန်းကတရုတ်ပြည်ရဲ့အရှိတ်ဘက်နဲ့အလဲပိုင်းကျမတို့အားလုံးသိကြတဲ့တရုတ်နိုင်ငံကြီးမှာပြည်နယ်ကြီးခုနှစ်ခုရှိခဲ့တာပါ The Chu The Han The Chi The Wei The Yan The Zhao and The Qin ပြည်နယ်ရေအကြောင်းကိုသိပြီဆိုတော့တိုင်းကြီးဆောက်ခဲ့တဲ့အကြောင်းကိုဆက်လိုက်ကြရအောင်အဲ့လိုကနေပဲချူပြည်နယ်ကသူတို့ပြည်နယ်ကိုကာကွယ်ဖို့အတွက်တိုင်းကြီးကိုစပြီးဆောက်ခဲ့တယ်ပဲဆိုပါတော့ ပြောရရင်ဆဆဆောက်ကစားမှာ အခုလိုမျိုး The Great Wall ဆိုတဲ့နာမည်လည်းမဟုတ်သေးပါဘူး။ True Great Wall ဒါမှမဟုတ် True Square Wall ဆိုတဲ့နာမည်နဲ့ပဲဖြစ်ပါတယ်။သူပြည်နယ်ကဒီတတိုင်းကြီးကိုဆဆောက်ခဲ့ပြီးနောက်ပိုင်းသိမ့်မကြပါဘူး။အဲ့ဒီအချိန်မှာဖြစ်နေတဲ့စည်ရေးအခြေအနေတွေကြောင့်တရုတ်ပြည်ရဲ့ကြံတဲ့ပြည်နယ်၆ခုကလည်းသူပြည်နယ်လိုမျိုးတတိုင်းတွေကိုသူတို့ပြည်နယ်ရဲ့သက်ဆိုင်ရာမျှော်စင်တွေကနေစောက်ခဲ့ကြပါတော့တယ်။ ပြည်နယ်တွေအသီးသီးကိုပိုင်းတတိုင်းတွေကိုစောက်ခဲ့ပြီးနောက်ပိုင်း220 BC လောက်ကိုရောက်တဲ့အချိန်မှာတော့ပြည်နယ်ခုနှစ်ခုတည်းကချင်းပြည်နယ်ကိုအုပ်ချုပ်သူချင်းရှိဝံကအကြံတစ်ခုကိုရလာခဲ့ပါတယ်။ပြည်နယ်ခုနှစ်ခုလုံးကတတိုင်းတွေအကုန်လုံးကိုချိတ်လိုက်မယ်ဆိုတဲ့အကြံပါ။သူကဘာလို့အခုလိုအကြံကိုရခဲ့လဲဆိုရင်တပီစီကွဲထွက်နေတဲ့ပြည်နယ်တွေကိုပေါင်းစည်းစီခြင်းလို့ပါပဲ။ဒါပေမဲ့အကြောင်းပြချက်ကအဲ့ဒီတစ်ခုတည်းတော့မဟုတ်ခဲ့ဘူး။တရုတ်ပြည်ကြီးရဲ့အကြီးကရှန်သူတွေဖြစ်တဲ့ မွန်ဂိုရီးယားရန်ကိုကောက်ွက်ချင်တာလည်းပါပါတယ်။သူ့လိုပဲတခြားပြည်နယ်6ခုကခေါင်းဆောင်တွေလည်းဒီလိုဆန္ဒရှိမယ်ဆိုတာသူသိနေခဲ့ပြီးသားပါ။ဒီလိုကနေချင်းရှိဝမ်ကဥဆောင်ပြီးတတိုင်းကြီးတွေကိုချိတ်ဆက်ဖို့ဖြစ်လာခဲ့ရတာပါ။သူ့ရဲ့အကြံကိုကြံတဲ့ပြည်နယ်6ခုကခေါင်းဆောင်တွေကလည်းသဘောတူခဲ့ကြတယ်။ဒါပေမဲ့ပေါင်းစည်းရယ်ဆိုတာမှလည်းမတူညီတဲ့ပြည်နယ်ကလူတွေစောက်ထားတဲ့တတိုင်းကြီးဆိုတော့တတိုင်းကြီးတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပေမဲ့ဆောက်လုပ်ထားတဲ့ပုံစံအကွဲထွက်နေတာပေါ့။ လူအမျိုးမျိုးစိတ်အခြေခြေဆိုတဲ့အတိုင်းပါပဲဘလို့ပဲပုံစံတွေ꿰ချက်နေတယ်ဆိုပေမဲ့လည်းဒီတတိုင်းကြီးကတရုတ်ပြည်စီစတင်ပေါင်းစည်းသွားခဲ့တဲ့မူလအကြောင်းရင်းဆိုတာညှင်းဆန်လို့မရတဲ့အမှန်တရားကြီးပါဒီလိုစီလုံးမှုရဲ့ပြယုတ်ကြီးတစ်ခုဖြစ်လာဖို့ကထင်ထားသလောက်မလွယ်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုရင်မဟာတတိုင်းကြီးပြီးမြောက်ဖို့အတွက်မင်းဆက်60ကျော်ကြာခဲ့ပြီးတော့အချိန်ကာလအနည်းနဲ့လဲနှစ်ပေါင်း2300နီးပါးကြာအောင်ဆောက်လုပ်ခဲ့ရလို့ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။နားကြမမားပါဘူး။ ဒီအရာမှတတိုင်းကြီးဖြစ်လာဖို့အတွက်နှစ်ပေါင်း2300ရောင်အချိန်ပေးခဲ့ရတာပါစကမ်းပဆက်မင်းဆက်60ဆိုတာကတော့အပေါ်မှာပြောခဲ့တဲ့ပြည်နယ်ခုနှစ်ခုကခေါင်းဆောင်တွေအပြင်နောက်ပိုင်းရာစုနှစ်တွေမှာပေါ်ထွက်လာခဲ့တဲ့မင်းဆက်နှစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ဆွေမင်းဆက်နဲ့မင်းမင်းဆက်တွေပဲဖြစ်ပါတယ်အဲ့ဒီထဲကမင်းမင်းဆက်ကလည်းတတိုင်းကြီးကိုတိစောက်ခဲ့တဲ့အပိုင်းမှာအရေးကြီးတဲ့နေရာမှာရှိနေတဲ့မင်းဆက်တစ်ခုပါဆိုတော့အပေါ်ကအကြောင်းကိုဆက်ရရင် တတိုင်းကြီးကိုစောက်တဲ့အချိန်ကြာတာကလည်းမပြောနဲ့လေပြီးနေခုနှစ်ခုကိုဆက်ပြီးစောက်ရတာကဒီအတိုင်းပြောရရင်မျက်လုံးနဲ့မမြင်တော့ပေမဲ့အတိအကျဆိုရင်မိုင်ပေါင်း13180မိုင်နောင်ရှိပြီးတော့ကီလိုမီတာနဲ့ဆိုရင်တော့21196ကီလိုမီတာတောင်ရှိတာပဲဖြစ်ပါတယ်မြန်တအောင်ဥပမာပေးရမယ်ဆိုရင်တော့အမေရိကန်နိုင်ငံရဲ့၅ဆနီးပါးတောင်ရှိတာပါ ။ဒါကကမ္ဘာပေါ်မှာလူသားတွေစောက်ခဲ့ဘူးတမရတဲ့မှာအရှိန်ဆုံးအကွာအဝေးတစ်ခုပဲဖြစ်ပါတယ်။အခုလောအကွာအဝေးနဲ့အချိန်တွေရင်းနှီးထားရတာတွေအပြင်နောက်ထပ်အံ့ဩစရာကောင်းတာကတတိုင်းကြီးစောက်လို့ဖို့အတွက် သုံးခဲ့ရတဲ့လူတွေပါ။လိလာထားသူတွေရဲ့ပြပြချက်အရာတတိုင်းကြီးပြီးစီးဖို့အတွက်အလုတ်သမားထောင်သားနဲ့စစ်သားပေါင်းတန်းနဲ့ချီကိုသုံးခဲ့ရတာပါလေရှင်။ တန်းနဲ့ချီတဲ့အလုတ်သမားတွေထဲမှာမဟာတတိုင်းကြီးကိုစောက်ရင်းနဲ့တည်ဆုံးခဲ့ရတဲ့အလုတ်သမားတွေကလည်းထောင်နဲ့တောင်းနဲ့ချီအောင်ရှိပြီးတော့အရေအတွက်အတိအကျကိုတော့မသိတဲ့အထီကိုများခဲ့တာပါတည်ဆုံးခဲ့ရတဲ့အကြောင်းရင်းကတော့ပြင်းထန်ပြီးတော့အလွန်အကျွံခိုင်းခံရမှုတွေကြောင့်ပဲဖြစ်ပါတယ်တောင်ပေါ်ကိုလေးလံနဲ့ကြောက်တုံးတွေကိုမပီးတင်ရတာမျိုးအစားအစာလလုံလလောက်မကျွေးပဲခိုင်းခံရတာတွေအပြင်ကူးဆက်ယောဂနဲ့အမောလွန်ပြီးတင်ဆုံရတာမျိုးတွေစတဲ့အကြောင်းရင်းမျိုးစုံတွေကြောင့်ပါ ကြောက်တုံးတွေကိုမပီးတင်ရတယ်ဆိုလို့ဒီမဟာတတိုင်းကြီးရဲ့အမြင့်က9မီတာကနေ10မီတာအထိမြင့်ပြီးတော့တနေရာနဲ့တနေရာအမြင့်ကမတူကြပါဘူးမတူညီတဲ့မင်းဆက်တွေကအချိန်ကာလတစ်ခုစီမှာစောက်ခဲ့ကြတာဆိုတော့ဒီလိုဖြစ်မှာပါပဲအဲ့ဒီအချိန်မှာမင်းမင်းဆက်လက်ထက်မှာစောက်ခဲ့တဲ့တတိုင်းကြီးရဲ့အမြင့်ဆိုရင်14မီတာတောင်ရှိတာပါ14မီတာဆိုတာတိတ်မမြင့်ဘူးလို့တော့ထင်ရနိုင်တယ်တကယ်တော့14မီတာဆိုတာမြေပြင်ကြီးမှာစောက်ထားတဲ့အမြင့်မဟုတ်ပါဘူး မြေပြင်အနေအထားအရှမ်းကိုကြမ်းတက်တဲ့မညီမညာတောင်တန်းမြင့်ကြီးတွေပေါ်မှာတိဆောက်ထားတဲ့အမြင့်မှာအပေါ်မှာကျမပြောခဲ့တဲ့အလုတ်သမားတွေထောင်နဲ့တောင်နဲ့ချီပြီးတည်ဆုံခဲ့တယ်ဆိုတာလေတခြားကြောင့်တော့မဟုတ်ဘူးဒီမြေပြင်အနေအထားကအဓိကတည်ရဲ့ခံပါပဲအဲ့ဒါအပြင်တတိုင်းတွေပေါ်မှာအရေးပေါ်အချက်ပြတဲ့အခါတုံးဖို့ဆောက်ထားတဲ့အချက်ပြမျှော်စင်တွေက30မီတာလောက်အထိမြင့်တာပဲဖြစ်ပါတယ်ဒီအမြင့်ကတတိုင်းကြီးအမြင့်ရဲ့တဝက်ကျော်အောင်ရှိတဲ့အမြင့်ပါ အလိုတတိုင်းကြီးကိုတင်ဆောက်ဖို့အတွက်တောင်တွေပေါ်ကိုအလုတမားတွေကကြောက်တုံးကြောက်စရိခဲနဲ့တခြားရွှွန့်တွေအုတ်ခဲတွေတဲတွေကိုမပီးအသေးပို့လောက်ရတာဆိုတော့ဒီအလုတမားတွေမှမပင်မင်းတခြားဘသူပင်မင်းမလဲဒီလိုအလုတမားပေါင်းများစွာနဲ့နှစ်ပေါင်းထောင်နဲ့ချီပြီးတော့အချိန်ယူပြီးအခိုင်အခန့်တိစောက်ထားခဲ့တာပဲမဲ့နောက်ဆုံးမှာမန်ချူရီရဲ့စစ်စင်ထိုးပေါက်မှုကိုခံခဲ့ရပါတယ် ဒီလိုမန်ချူရီရဲ့ဝေရောက်ထိုးစစ်စင်တာကိုခံခဲ့ရတာကတော့မင်းမင်းဆက်လက်ထက်တတိုင်းကြီးကိုတိစောက်နေတဲ့အချိန်မှပဲဖြစ်ပါတယ်။ဒီလိုမန်ချူရီထိုးပေါက်ခဲ့ရတာကလည်းတတိုင်းကြီးမခိုင်ခန့်လို့တော့မထင်လိုက်နဲ့နော်။အတွင်းလူရဲ့တစ္ဆာဖောက်မှုကြောင့်ပါ။အဲ့လိုမျိုးဝေရောက်ခံပြီးနောက်ပိုင်းမှာမဟာတတိုင်းကြီးကိုဆက်ပြီးမဆောက်ကြတော့ပဲပြစ်ချခဲ့ကြပါသေးတယ်။ ဒီလိုပြစ်ထားခဲ့ရတာကမန်ချူးတွေဝင်ရောက်မှုကြောင့်တတိုင်းကြီးရဲ့တချို့အစိတ်အပိုင်းတွေကပျက်စီးသွားတာကြောင့်ဖြစ်ပြီးတော့နောက်တစ်ခုကတော့တတိုင်းကြီးရဲ့အစိတ်အပိုင်းအချို့ကိုပြည်သူတွေကကိုကျိုးအတွက်ယူပြီးအသုံးချကြလို့ပဲဖြစ်ပါတယ်။ပြည်သူတွေကအသုံးချရဲဆိုလို့နောက်ထပ်စိတ်ဝင်စားစရာတစ်ခုရှိပါသေးတယ်။အဲ့ဒီအချိန်တုန်းကမဟာတတိုင်းကြီးကိုရန်သူရန်ကကာကွယ်ဖို့အပြင်ကုံတရေးလမ်းမကြီးအဖြစ်လဲအတုံးချခဲ့ကြပါသေးတယ်။အချိန်အကြီးကျဆိုရင်တော့ဟမ်မင်းဆဲလက်ထက်လောက်မှာပေါ့ ဒီကုံတရေးလမ်းမကြီးကတော့အခုလက်ရှိတရုတ်ရဲ့တမိုင်းကျောင်းတွေကိုလေ့လာသူအများစုဆိုရင်တော့ Zero ဆိုပြီးသိကြပါတယ်။ဘာသာပြန်ရရင်တော့ပိုလန်မကြီးပေါ့။အဲ့ဒီပိုလန်မကြီးကမဟာတတိုင်းကြီးနဲ့ဆက်နေတာဖြစ်လို့တရုတ်ပြည်ကိုတကပါလုံးကကုံတွေကိုအသေးအပုတ်လဲလုတ်ခဲ့ပါသေးတယ်။ပိုလန်မကြီးဆိုလို့ပိုးတွေတွေကိုပဲအသေးပုတ်လုတ်ရတာမဟုတ်ဘူးနော်။ကုံပစ္စည်းပေါင်းစုံကိုအယောင်းဝယ်လုတ်တာပါ။စဉ်းစားကြည့်တော့လေလူတွေအများကြီးအသက်ပေးပြီးစောက်ခဲ့ရကြုံနဲ့တည်းပြောရမယ်နော်။ ဒီလိုမျိုးတတိုင်းကြီးစောက်ပြီးပိုလန်မားနဲ့ဆက်နေတာကြောင့်တရုတ်ပြည်ရဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုပိုကောင်းစေခဲ့တယ်မဟုတ်လား။ဒါနဲ့လူတွေအများကြီးကိုတင်စေခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးလူတွေပြောလို့ရှိတဲ့နာမည်ကြီးတန်တာကြီးတစ်ခုရှိတယ်။အဲ့ဒါကတော့တတိုင်းကြီးကိုစောက်ရင်တည်ဆုံသွားခဲ့တဲ့အလုသမားတွေနဲ့တတိုင်းကြီးကိုစတင်တည်ထောင်ခဲ့တဲ့ချင်းရှိဝမ်ရဲ့အုပ်ကတတိုင်းကြီးရဲ့အောက်မှာမြုပ်နှံထားတယ်ဆိုတဲ့အကြောင်းပါ။ တကယ်ဟုတ်မို့ဆိုတာတိကျတဲ့သမိုင်းဝင် အထောက်အထားမျိုးမရှိပေမဲ့ဒီအကြောင်းကိုလူအများစုကဒီနေ့ခေ27ရာစုအထိကိုပြောနေကြတော့မှာပဲအခုကြည့်နေတဲ့လူတွေရောဘယ်လိုထင်ကြလဲသမိုင်းအစဉ်အဆက်ကိုစိတ်ဝင်စားစရာတွေနဲ့ပြည့်နေတဲ့မဟာတတိုင်းကြီးကအခုခေရောက်တဲ့အချိန်ထိတော့အံ့ဩစရာတွေနဲ့ပြည့်နေတော့တာပဲเนาะအခုခေမှာမဟာတတိုင်းကြီးအကြောင်းလေ့လာတဲ့လူတချို့ဆိုရင်လည်းမဟာတတိုင်းကြီးကရှေလွန်းတဲ့အတွက်အာကာသတွေကကြည့်ရင်တော့မြင်ရတယ်ဆိုပြီးပြောတာမျိုးတွေရှိပါတယ် ီအကြောင်းကတကယ်တော့အမှန်မဟုတ်ပါဘူး။တတိုင်းကြီးကရှေလွန်းနာမှန်ပေမဲ့အကာသကနေကြည့်ရင်တော့မြင်ရဖို့ကတော့မဖြစ်နိုင်လို့ပါပဲ။ကဲဆိုတော့အခုပြောပြသွားတဲ့တရုတ်ပြည်ရဲ့စီးလုံးမှုနဲ့တံမာမှုတွေရဲ့ပြယုံဖြစ်တဲ့မဟာတတိုင်းကြီးအကြောင်းကိုဘယ်လိုထင်မိလဲ။ကျမကတော့ဒီအေယာမတတိုင်းကြီးကတရုတ်ပြည်နဲ့တရုတ်ပြည်သူပြည်သားတွေရဲ့မျက်နှာပေါင်းတစ်ခုဖြစ်ပြီးသူတို့နိုင်ငံရဲ့ကြီးကျယ်ခမ်းနားတဲ့သမိုင်းကြောင်းကိုထင်ရှားစေတဲ့အရာတစ်ခုလို့မြင်မိတယ်။ဒီတော့အခုနားထောင်နေတဲ့လူတွေလည်း ဒီမဟာဒတိုင်းကြီးရဲ့အကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးချင်တာရှိတယ်ဆိုရင် comment မှာဝင်ရောက်ဆွေးနွေးသားနိုင်ပါတယ်ရှင်။ Channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။